တန်းချက်ဆက်ကဒီ total လောက်ကဥမာ16 ohm ပေါ့နော်16 ohm ရှိတယ် speaker ကကျွန်တော်တို့8 ohm နှလုံးရှိတယ်ဆိုပါလို့နော်အဲအဲ့လိုမျိုးဆိုရင်ကျွန်တော်တို့ coupon တန်းလေးတိုင်းကျွန်တော်တို့ CD set တယ်လို့ခေါ်ပါနော် CD ဆိုတာကဥမာ level back ကဒီ speaker လေးရဲ့အပေါင်းကဒီ layer back က speaker ရဲ့အနှုတ်နဲ့နော်ဒီမှာကျွန်တော်အပြာရောင်ဂျိုးလေးနဲ့ဆက်ပြထားတာပေါ့နော်နောက်ဆိုရင်ကျန်နေတဲ့ဒီ level back က speaker ရဲ့အနှုတ်ဂျိုးပေါ့နော်အနှဲရောင်ဂျိုးလေးကဒါ amplifier အနှုတ်ငုတ်ကိုဆက်မယ်နောက်တစ်ခါ layer back ကကျန်နေတဲ့ဒီအနီးရောင်အပေါင်းဂျိုးလေးကဒါအတန်းချက်ဆက်ရဲ့အပေါင်းငုတ်လေးနဲ့ဆက်လိုက်ရင်ဒါအတန်းကောင်းကောင်းမွန်မွန်ရရှိမှာဖြစ်ပါတယ်နော်အဲ့ဒီဆက်နေလေးကတော့ကျွန်တော်တို့ CD set တယ်လို့ခေါ်ပါနော် CD connection ဖြစ်ပါတယ်နော် နောက်တစ်မျိုးကတော့ကျွန်တော်တို့ဒီကျွန်တော်တို့တကယ်ရင်းနေတုံးနေတဲ့ဒီအတန်းဆက်ဆက်ကအခုမှာတူတယ်လောက်က4 ohm ပေါ့နော်4 ohm ရှိရယ်စပီကာကဒါပေမဲ့8 ohm ရှိနေတယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီတိုင်းတိုင်းရိုက်ချိုင်းရင်အတန်းတော့မကောင်းဘူးပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့အတန်းတော့ကောင်းအောင်မလုပ်ဆိုင်နေလဲဆိုရင်ဒီစပီကာက8 ohm နှလုံးပေါ့နော်ဝက်ကကျွန်တော်တို့50 watt ပေါ့နော်အဲ့ဒါကိုဒီ amplifier ရဲ့နော်ဒီ total လောက်4 ohm နဲ့ကိုက်ပါအောင်ဆိုရင်ကျွန်တော်တို့ဘယ်လိုဆက်ရမလဲဆိုရင်ကုပုံတန်ဒီတိုင်း parallel ဆက်ရမှာဖြစ်ပါတယ်နော် parallel ဆိုတာကလက်ဝဲပဲနဲ့လက်ရပဲရဲ့ဒီစပီကာလေးလေးရဲ့အနှုတ်နှုတ်ချင်းပေါ့နော်အနှုတ်နှုတ်ချင်းဒီမှာနဲ့ရောင်ဂျိုးလေးနဲ့ပြထားတယ်နောက်တစ်ခါအပေါင်းအပေါင်းချင်းပေါ့နော်အနီရောင်ဂျိုးလေးနဲ့ပြထားတာဖြစ်ပါတယ်နော်အဲ့ဒါစပီကာလေးရဲ့အပေါင်းအပေါင်းချင်းအနှုတ်နှုတ်ချင်းဆက်ပြီးတော့ရလာတဲ့ဒီအနှုတ်ဂျိုးကခုနကပြောတဲ့ amplifier အနှုတ်ကို ။အဲဒီရလာတဲ့ဒီအနေအောင်အပေါင်းယူက amplifier ရဲ့ဒါအပေါင်းကုန်နဲ့ဆက်လိုက်ရင်ဒါ amplifier ကလည်း4 ohm ဒီ speaker လေးတွေကလည်း4 ohm ဆိုရင်ဒါအတန်းတွေကောင်းမှမရရှိမှာဖြစ်ပါလေ။အတန်းချက်ချက်က8 ohm ရှိတယ်။ speaker တစ်လုံးတစ်လုံးကလည်း8 ohm ရှိတယ်။ဒါတော့ speaker ကိုတစ်လုံးနဲ့လည်းမသုံးရင်ပေါ့နော်။အတန်းကိုဝေးဝေးဆားဆားငိုင်းငိုင်းဆိုင်ဆိုင်ဖြစ်အောင် speaker ကိုလည်းလေးလုံးသုံးရင်လည်းဆိုရင်သူ့ကိုဘယ်လိုတွဲမလဲဆိုရင်ကျွန်တော်တို့ဒီလည်းနှစ်တွဲကိုဒီမှာစီးစီးပြန်ဆက်မှာနော်။စီးစီးပြန်ဆက်တဲ့ဆိုတာလေဝဲဘက်အတွဲကရလာတဲ့အပေါင်းပေါ့နော်ဒီမှာအနေအောင်ကျိုးလေး။နောက်ကလည်းရပါကရလာတဲ့ဒီအနေအောင်နှုတ်ကျိုးပေါ့နော်။အဲ့ဒီကျိုးနှစ်ခုကိုကျွန်တော်အပြာအောင်ကျိုးလေးနဲ့ဒါစီးစီးဆက်ပြတာဖြစ်ပါလေကြာနော်။ နောက်ဆုံးရလာတဲ့ level ဘက်ကဒီအနှုတ်ကျိုးပေါ့နော်အနည်းအောင်ကျိုးကအဲ့ဒါဆိုရင်ဒါ amplifier နဲ့ချိန်လို့ရပြီလက်ရဘက်ကနောက်ဆုံးရလာတဲ့ဒီအနည်းအောင်ကျိုးကိုလည်းဒီတန်ချက်ဆက်ရဲ့အပေါင်းငုံနဲ့ဆက်လိုက်ရင်ဒါ speaker ကလည်းစုစုပေါင်း speaker လေးလုံးသုံးပေမဲ့ speaker 2တန်နေနဲ့နော်သူ့ရဲ့ခုခံမှုက8 ohm amplifier ကလည်း8 ohm ဆိုရင်ကျွန်တော်တို့ဒါအတန်အတွက်ပေါင်းပေါင်းမုံမုံရမှာဖြစ်ပါလိမ့်ကြနော်